တိတော့မှာ24နာရီငွေရှာပေးတဲ့နီလန်းကောင်းရှိတယ်ဆိုတာသိကြပြီလားအဲ့ဒါကပါလဲဆိုတော့အခုခေဖုံးတလုံးရှိတာနဲ့ဘသူမဆိုဘောเนาะဗီဒီယိုတော်တော်လေးလောက်တတ်တာနဲ့ငွေရှာလို့ရပြီဥပမာကိုလောက်လိုက်တဲ့ဗီဒီယိုကလူတွေစိတ်ဝင်စားတာရှိတယ် ပြီးတော့ခြေနှောင်းလည်းတတ်ထားမယ်ဆိုရင်ရောင်အားလည်းဝင်ပြီးတော့ဝင်ငွေလည်းရှိတဲ့ကိုဘာမှပစ္စည်းပို့เสียရမလို့ပဲဒါဝင်ငွေလည်းအကြောင်းတစ်ခုတော့ပါလဲဆိုတော့ online ဈေးရောင်းတဲ့သူတွေအတွက် line တနေကုန်ထိုင်လွင့်မယ်ဆိုရင်ထိုင်လွင့်လို့မနိုင်ဘူးဒါပေမဲ့ဒီနေ့ကိုကဗီဒီယိုတစ်ခုလောက်လိုက်မယ်ကိုရောင်းတဲ့ပစ္စည်းတစ်ခုကိုကင်ပြီးတော့အကျိုးခံစားခွင့်လူတွေပါကူညီပေးနိုင်လေအဲ့ဒီချိန်ကိုဗီဒီယိုလောက်ထားပြီးတင်ထားလိုက်မယ်ကိုအိပ်ပျော်တဲ့ချိန်ရင်တောင်ဒီပစ္စည်းကိုလိုအပ်တဲ့သူတွေတွေ့တာနဲ့ တို့ဝယ်ချင်တာဝယ်ချင်စိတ်ရှိအောင်ကိုလုတ်ပေးနိုင်တယ်၊မျှဝေပေးနိုင်တယ်ဆိုရင်ကိုရဲ့ပစ္စည်းရောင်းရတဲ့အချိန်မှာကိုလည်းဝင်ငွေလမ်းကြောင်းကောင်းတစ်ခုရတဲ့အဲ့ဒါကြောင့်အခုခေတ် online ခေတ်မှာကိုကငွေရှာလွယ်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင် ဗီဒီယိုကွန်တင့်လုပ်သက်ပေးပါဗီဒီယိုလုပ်သက်တဲ့သူတွေကပို့ပြီးတော့24နာရီဝင်ဝင်ရကြတယ်ပြီးတော့24နာရီလည်းရောင်းလို့ရတယ်ကိုလုပ်လိုက်တဲ့ဗီဒီယိုတစ်ခုကတမနစ်နဲ့မိနစ်လောက်ပဲအချိန်သုံးတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုက24နာရီမကပဲနဲ့နေ့တိုင်းအဆက်မပြတ်ကိုကိုရောင်းပေးနေတယ်ပြီးတော့ဝင်ဝင်လမ်းကြောင်းလည်းရစေတယ် အခုချိန်ထိဒီဗီဒီယိုအဆုံးထိကြည့်ပြီးတော့ဗီဒီယိုတွေလုံးမတက်သေးဘူးဘလို့ရောင်းရမလဲမသိသေးဘူးဆိုရင်24ຫນာရီရောင်းကောင်းနီးလာတင်ပြပေးမယ်တင်တယ်ရှိတယ်เนาะဖုန်းပေါ်မှာပဲတင်ပြပေးမယ်တင်ယူခြင်းတဲ့သူရှိတယ်ဆိုရင်တင်ယူခြင်းတဲ့လို့ကောင်းမင်းအောင်မှာရေးလာပေးလိုက်ပါအွန်လိုင်းဆေးရောင်းတဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်အသွေးကြုံကနေပြန်လာမျှဝေပေးမယ်เนาะကျေးဇူးတင်ပါတယ်ရှင်အွန်လိုင်းပေါ်မှာငွေရှာတဲ့သူတရားဖြစ်ခြင်းတဲ့ဆိုရင်တော်တာထက်အရေးကြီးတဲ့အရာတစ်ခုကပါလဲဆိုတော့ ပုံမှန်ဆက်တိုက်လုပ်မှုပါဘလောက်ပဲတော်နေပါစေခုမှစီကန်းတွေမရှိဘူးဝိရိယမရှိဘူးပုံမှန်ဆက်တိုက်မှုမရှိဘူးဆိုရင်နေရကောင်းဆိုတာလဲရမှာမဟုတ်တလို့ငွေရှာရတာလဲခက်တဲ့သူဖြစ်သွားတာပေါ့နော်အခုခေတ်တော့ရုပ်ရည်နဲ့မဆိုင်ပညာရည်ချင်းနဲ့မဆိုင်အွန်လိုင်းကလူတိုင်းအောင်မြင်မှုနဲ့ထိုက်တန်တဲ့ဆက်တိုက်လုပ်နိုင်တဲ့သူ လက်မလျှော်တဲ့သူပေါ့နော်။ကံကောင်းမှတော်မှအောင်မြင်တဲ့ခင်မဟုတ်ဘူး။ဆက်တိုက်လုံနိုင်တဲ့ဘာပဲတွေးကြုံခက်တွေးကြုံနေတဲ့အခက်ခဲတိုင်းကိုကြော်ဖြတ်တယ်၊တင်ယူတယ်၊လှုပ်သွားတယ်။အဲ့လိုမျိုးဆက်တိုက်မှုရှိတဲ့သူစီကံရှိရှိနဲ့လုတ်ပေးနိုင်တဲ့သူတွေကပို့ပြီးတော့အွန်လိုင်းမှာငွေရှာလွယ်တဲ့သူဖြစ်ကြတာပေါ့နော်။ရုပ်ရည်နဲ့မဆိုင်ဘူးနော်။ယင်းနီးနဲ့မဆိုင်ဘူး။လူတိုင်းမှာဖုန်းရှိတယ်၊အင်တာနက်ရှိတယ်။ပြီးတော့မီးတွေလည်း24နာရီရတယ်။ထိုင်းမှာနေတဲ့မြန်မာပြည်သားတွေအတွေ့ ကိုလက်ရှိအလုပ်တစ်ခုထဲနဲ့မရက်တီပါနဲ့အွန်လိုင်းမှာနေရာကောင်းတစ်ခုရအောင်တိစောက်ပေးကြပါအရင်ကြီးအများလဲတုံးစရာမလိုဘူးဘသူမဆိုအွန်လိုင်းမှာငွေရှာလို့ရတဲ့ခေတ်မှာအချိန်ရဲ့တန်ဖိုးကိုတိပေးပါနော်ကိုအတွက်နေရာတစ်ခုရဖို့တိစောက်သွားပေးပါအွန်လိုင်းမှာငွေတက်လာရှာခြင်းတဲ့သူချက်ချင်းရှာလို့ရတာမဟုတ်ဘူးလူတွေကိုကိုတိအောင်နော်လူတွေကိုကိုမြင်အောင်အရင်လောက်သွားပေးရမယ် ဲ့ဒါကြောင့်မို့လက်ရှိအလုပ်တစ်ဖက်နဲ့ငွေဝင်တဲ့သူတယောက်ဖြစ်အောင်တည်ယူမှုရှိပေးပါ အလုတ်စူးစားတဲ့သူတိုင်းစီမံခန့်ခွဲမှုအားကောင်းအောင်တည်ယူသွားပေးပါဒီနေ့ကိုမှအလုတ်တွေစူးစားတဲ့အချိန်ရှိတဲ့အားကောင်းသေးတဲ့အရလာတလောက်ပတ်စံကို အကုန်လုံးမတုံ့မိလိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာဘယ်ယာမှမမြဲဘူး။ကြိုတင်ပြင်ဆင်မှုရှိပေ။စူးစားနေတဲ့ငွေရလာတဲ့ငွေကိုအနာကက်အသွက်လည်းမပြင်ဆင်ဘူး။ယင်းနီးဖို့လည်းမတင်ယူဘူး။ ိုယ်အတွက်လည်းမရင်းနှီးထားပေးဘူးဆိုရင်ကိုယ်အသက်ကြီးလာတဲ့နေ့မှာစူးစမ်းဖို့အချိန်လည်းမရတလို့ကျမရေးတွေလည်းမကောင်းဘူးပြီးတော့အယယာအလုံးမမြဲတဲ့အတွေ့အကြောင်းကြိုတင်ပင်စင်မှုရှိတဲ့သူကပိုပြီးတော့ကိုယ့်ရဲ့ဘဝလည်းပျော်ရွှင်မှုရှိစေတယ်စိတ်ညစ်မှုလည်းလျှော့ပါစေတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ဒီချိန်ဒီရွယ်မှာကိုယ်မှာအချိန်ရှိတုံးခွန်အားကောင်းတုံးเนาะစူးစမ်းနေတဲ့အချိန်မှာစီမံခန့်ခွဲမှုဆိုတာ ကိုစီမှာရှိထားပေးပါဘလို့စီမံခန့်ခွဲပေးရမလဲဆိုတော့လူတယောက်မှာယင်းဤတဲ့ငွေရှိပေးရမယ်ယင်းဤတောင်းတည်ယူပါငွေဆိုတာဒီအတိုင်းနဲ့နေရတာကိုမကြိုက်ဘူးတိုးပွားအောင်လုပ်ပေးရတာပိုကြိုက်တဲ့ကိုနားမလဲဘူးမတိသေးဘူးဆိုရင်ဒါတွေကပင်ယူသွားလို့ရတယ်ကိုရဲ့သုံးစရိတ်အကုန်လုံးကတော့လူလူတွေရဲ့ဘဝမှာတရက်တာမှာထွက်ငွေဘလောက်ဝင်ငွေဘလောက်လဲဆိုတာစရင်လုပ်ပေးရမယ် ဒါတွေကကိုရဲ့30ရက်ရင်းနှီးပွင့်ဝင်ရှိရမယ်30ငွေရှိရမယ်ပြီးတော့အနာကတ်အသွက်ကြိုတင်ပြင်ဆင်ဖို့လဲစူးစောင်းပေးသွားရမယ်နော်ကိုရဲ့ဘဝအလုပ်ကြိုးစားနေတဲ့သူတွေအောင်မြင်ချင်တဲ့သူတွေစီမံခန့်ခွဲတတ်တဲ့သူပြောင်းသင်ယူပေးပါဒီဗီဒီယိုကိုအတွက်အကျိုးရှိတယ်ဆိုရင်တယောက်တစ်ခါ share သွားပေးကြပါကျေးဇူးတင်ပါတယ်ရှင် အသက်30မကျော်ခင်မှာငွေကြေးလွတ်လပ်မှုရတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ဒီလက်ချက်ကိုစီမှာရှိထားပေးရမယ်။နံပါတ်1တစ်ချက်ကသူများနဲ့မတူအောင်သွေးပေးရမယ်။တမ်းမှန်လူလိုမျိုးသွေးမယ်ဆိုရင်ဘာမှလုံးမရဲ၊ကြိုင်မရဲ၊အမားတွေလည်းလုံးမရဲတဲ့သူဖြစ်သွားမယ်။ဒါပေမဲ့ဒီနေ့အသက်30မကျော်ခင်မှာချမ်းသာချင်တယ်ဆိုရင်အမားတွေလုံးခွင့်ပေးရမယ်။အောင်မြင်တဲ့သူတိုင်းက ငွေနဲ့ဝယ်လို့မရတဲ့ကိုပိုင်သွေးကြုံကနေတင်ယူကြတယ်မားတာကနေအမှန်ဖြစ်အောင်ပြောင်းကြတယ်တင်ယူသွားကြတယ်အဲ့ဒါကြောင့်မို့ဒီနေ့လုံမရဲတဲ့သူရှုံးမကိုကြောက်တဲ့သူအမားလို့ခွင့်မကိုကြောက်တဲ့သူတွေပေါ့နော်လုံရဲရမယ်ပြီးတော့ပြောင်းလဲပေးရမယ်ကိုရဲ့ဘဝကဘသူမှပြောင်းလဲပေးလို့မရဘူးလူတယောက်မှာအသက်30မကျော်ခင်မှာအရေးကြီးတဲ့အချက်ကပါလဲဆိုတော့ ဝင်ဝေလမ်းကြောင်းကောင်းတဲ့အလုတ်ကောင်းကောင်းနော်အဲ့ဒီအလုတ်မှာပေါ့နော်ရေရှိအသွက်ကိုယ့်ရဲ့ဘဝကိုချမ်းသာမှုပေးနိုင်တဲ့အလုတ်ကိုပြောတာနော်လာစာဘဝဝန်ထမ်းဘဝကိုပြောတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဒီချိန်ဒီအရွယ်မှာဒီအသက်30မကျော်ခင်မှာပေါ့နော်အချိန်လွတ်လပ်မှုဝေကျေလွတ်လပ်မှုရတဲ့သူတယောက်ဖြစ်အောင်အလုတ်တွေမလုတ်ဖူးတာတွေလုတ်ပေးပါ ပြောင်းလဲရေးပေးပါ အမားတွေလုံခွင့်ပေးပါ ကိုယ်ပိုင်လုပ်ငန်းတည်တည်လေးစောက်လုပ်သွားပေးပါเนาะဒီ online ပေါ်မှာပညာရေးချင်းတွေရအောင်သင်ယူသွားပေးပါ ဒါနံပါတ်1တစ်ချက်ရှိထားပေးရမယ်ငွေကြေးလိုလက်မှုရချင်တဲ့သူတွေနံပါတ်2တစ်ချက်ကပတ်ဝန်းကျင်ကောင်းတဲ့နေပေးရမယ်ကိုပေါင်းတင်းနေတဲ့သူတွေကစီးပွားရေးလုပ်တဲ့သူဖြစ်တယ်ဆိုရင်အသက်30ရောက်စရာမလိုဘူးကိုလည်းချမ်းသာနိုင်တဲ့ဘာကြောင့်လဲဆိုတော့စီးပွားရေးပတ်ဝန်းကျင်နဲ့နေတယ်ဆိုရင်ကိုလည်းစီးပွားရေးလုပ်တဲ့သူတယောက်ဖြစ်သွားစေတယ်နော်အဲ့ဒါကြောင့်မအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်လာဆောက်ဘဝကနေကိုကိုချမ်းသာအောင်မလုပ်ပေးနိုင်ဘူးအသွေးကြုံကောင်းလို့ရစေတဲ့ ပတ်ဝန်းကျင်ကောင်းပတ်ဝန်းကျင်ကောင်းအရေးကြီးတယ်စီးပွားရေးလုပ်တဲ့သူတွေပဲချမ်းသာစေတယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကောင်းရွေးချယ်ပေးပါအကယ်၍ကိုပေါင်းတင်းနေတဲ့သူတွေထဲမှာချမ်းသာချင်တဲ့သူတယောက်မှမရှိဘူးစီးပွားရေးလုပ်တဲ့သူလည်းမရှိဘူးတရက်လုံးတရက်စားတဲ့သူတွေကြီးပဲဆိုရင်တယောက်ထဲနေပြီးတော့ဒီ online ပေါ်ကအောင်မြင်တဲ့သူတွေကိုနားထောင်ပေးပါတင်ယူပေးပါအောင်မြင်တဲ့သူစာအုပ်တွေကနေလေ့လာသွားပေးလို့ရတယ်နော် ဒီနှစ်ချက်ကိုရှိမယ်ဆိုရင်အသက်30မကျော်ငွေငွေကြေးလွတ်လပ်မှုရတဲ့သူတယောက်ဖြစ်သွားမယ်เนาะကျေးဇူးတင်ပါတယ်ရှင်